တနိုင်ငံလုံးမှာချမ်းသာဆုံးတရေစင်းဝင်ပေမဲ့တမီးဖြစ်သူတွေကိုဘဝင်မြင့်အောင်ဒီလိုနည်းတွေနဲ့ဆုံးမထားတဲ့နနာလိုင်းတို့ဇနီးမောင်နဲ့နနာလိုင်းရင်ခင်မုန်းဖြစ်သူကိုစေးတရားကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတရေစင်းဝင်တယောက်ဆိုတာအလုံးလေးသိပါပြီတော်တန်စင်းဝင်တရေကိုလက်ထပ်ခဲ့တဲ့နနာလိုင်းကြောင့်မွေးလာတဲ့တမီး၃ယောက်ကလည်းရှင်ဘုံနဲ့ဆန်ဘဝကိုရောက်ရှိသွားပါတယ်မွေးလာတဲ့ကလိုချင်တာမဲ့သမျှရှောင်းအောင်ဖြည့်ဆည်းပေးခံထားတဲ့ တော်ဝင်မင်းသမီးတွေလိုဘဝကိုရောက်ရှိလာခဲ့ကြတာပါသမီးသမောင်းတွေဘဝတွေစောက်ထားပေးတဲ့အိမ်ဆိုရင်လည်းမြန်မာနိုင်ငံကတတိယနိုင်ငံမဆောက်နိုင်တဲ့ခန္ဓာကြီးကျယ်တဲ့အိမ်ကြီးဖြစ်ပါရီ နန်းတော်ကြီးလိုဆင်းဆင်းဆောက်ထားတဲ့အိမ်ကြီးနဲ့ထားပေးမှာပါအခုလိုပြည့်စုံတဲ့ဘဝမှာထားထားပေးမယ့်နန်းနာလိုင်းနဲ့ကိုစေးတရားတို့ဟာတမိတော့ကိုလေးမရေးချရှိအောင်ဆုံးမထားနိုင်ပါ रे ငွေရှိတဲ့တိုင်ဝိုင်းကကလေးတွေဖြစ်ပေမယ့်အောက်ခြေလုတ်ကအထက်စည်းဆံဖြစ်ချင်နိုင်ဖြစ်နေမယ့်ကလေးမျိုးတွေမဖြစ်အောင်ပြုထောင်ခဲ့တာပါကိုစီတရားကိုယ်တိုင်ကလည်းတထေးကြီးဖြစ်ပေမယ့်တထေးတယောက်လိုနေထိုင်သူမဟုတ်ပါဘူးပကသနာတွေနဲ့မောဟတောကတွေပြည်နေတဲ့ဘဝကိုမလိုလားပဲနဲ့အေးချက်နဲ့ရှင်ဝါဖြစ်အောင်နေထိုင်သူပါပစိုးနဲ့တိရှက်အဟောင်းလေးကိုသာဝက်ကာသွာလာတတ်သူပါ ။သမီး၃ယောက်ကိုလည်းဘဝင်မမြင်တဲ့လူပိသားတွေသူတယောက်ဖြစ်အောင်နနာလိုင်းတို့ကနီလန်မျိုးစုံနဲ့ဆုံမတတာပါ။အခြေခံလူကျိုးဝတ်သဘောတရားကိုနားလေက မေတ္တာကန်ဆိုင်စေဖို့အတွက်ဘာသာရေးကန်ဆိုင်တတ်တဲ့စိတ်တွေသင်ပေးထားတာဖြစ်ပါတယ်။နနာရင်တို့ကဘာသာရေးကန်ဆိုင်သလိုသမီးတွေကိုလည်းဘာသာရေးလုပ်တွေကိုနားလည်အောင်သင်ပြပေးပါတယ်။ပွဲတက်တွေကိုဆိုရင်လည်းမခေါ်သွားပေမယ့်ဖျားဝဲတွေနဲ့ရေစကြပွဲတွေဆိုရင်ပီတိအကျိုးကိုခန်းစားတတ်အောင်ခေါ်သွားတတ်တာဖြစ်ပါတယ်။ပြီးကြတဲ့ရက်ကဆိုရင်လည်းမွန်စီယာတော်ကြီးရဲ့ရေစကြလူပွဲကြီးကိုမုံရိုးရဝတ်စုံတွေဝတ်ကာသမီးသုံးယောက်နဲ့တူသွားခဲ့ကြတာပါ။ဒါပြင်နနာရင်ရဲ့သမီးတွေကတတိသမီးဆိုပြီးတော့ကြော့မော့ကပြင်ဆင်ထားတာမျိုးလည်းမရှိပါဘူး။မိဘတွေတိုင်းရိုးရှင်းတာဝတ်စင်တဲ့ ြတာပါစစ်ကြောတန်လေးတွေရွှေဖြစ်ပေမဲ့လေလှပကိုလေထင်သလားမကြိုက်ပါဘူးပညာရေးကိုသာအလုံးစိုက်ကြသလိုဝါသနာပါတဲ့အမှုပညာလုပ်တွေကိုလုပ်နေကြတာဖြစ်ပါရင်တမီးကြီးကပကြီးဆွဲတာကိုဝါသနာပါကမိဘတွေမသိအောင်ပကြီးရေးဆွဲက နိုင်ငံခြား website မှာပါရောင်းချနေကြတာဖြစ်ပါတယ်။ဒါပြင်ကျန်တဲ့သမီးနှစ်ယောက်ကလည်းစန်နီယာတီးဟာဂီတနဲ့ပတ်သက်တာတွေသင်ယူနေကြတာပါ။မိသားအောင်လောကလူရှိထွက်တာ၊မီဒီယာရှိထွက်တာမျိုးလေးလောကမကြိုက်ကြပါဘူး။တပုန်ရခင်ကမှဆိုရင်လည်းကြောက်ကြကအေးဆေးတာနေတဲ့ကြပါရီ။ဖခင်ဖြစ်သူကိုစီတယောက်ကိုရင်ကလူအများကြီးမှာထင်းထင်းပေါ်ပေါ်နေရတာမျိုးကိုမကြိုက်ပါဘူး။နန္နာလိုင်းဆိုရင်လည်းမင်းသမီးဆိုတဲ့ဂုံပုတ်ကိုဘေးချိတ်ကတာမန်အတိုင်းသာနေထိုင်ဖြစ်တဲ့နေတာပါ။အင်ကြီးဆိုလည်းရိုးရှိချင်းသာဝစ်စင်တတာဖြစ်ပါရီ။အချမ်းသာဆုံးတတိကိုယူထားတဲ့သူလို့မထင်ရလောက်အောင်ကိုမှတာမန်အတိုင်းသာနေထိုင် င်တာပါတနိုင်ငံလုံးမှာချမ်းသာဆုံးတတိစင်းဝင်ပေမဲ့တမိဖြစ်သူတွေကိုဘဝင်မမြင်အောင်ဒီနည်းတွေနဲ့ဆုံးမထားကြတဲ့နနာလိုင်းတို့ဇနီးမောင်နဲ့ပေါ်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်အစုံနည်းကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ရီနေနုပညာရှင်တွေရဲ့သတင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်အပိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ကျေးဇူးထူးတင်စီကြောင်းပြောကြရင်းနဲ့ပဲဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ကျမတို့ရဲ့ channel လေးကို like and follow follow မလုပ်ရသေးဘူးဆိုရင်လည်း like and follow လေးချက်လောက်လုပ်ခဲ့ပေးပါအောင်ရှင်။တစ်တစ်တိုင်းတရားပုတ်တက်ကိုလည်းဘေးနားက notification ခေါင်းလောင်းလေးကို on ထားပေးဖို့အမေပါနေအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။